မင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီအော်တိုဘာလာမှာထွက်ရှိခဲ့တဲ့ Cosmic Cut Season ရဲ့ scenery နဲ့ skin တွေကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ October လောက်မှာထွက်တဲ့ scenery ရော skin တွေအားလုံးအောင်ဟော COC player တွေကြားထဲမှာတကယ်ကို boss man ပြူရလောက်အောင်ကိုရမ်းကောင်းနေခဲ့တယ်ပေါ့ဗျာတော့အားလုံးကလည်းတော်တော်များများကြိုက်ကြတယ် skin ကို set light ဝယ်တဲ့လူတွေလည်းတော်တော်များတယ်လို့ပြောရမယ်ခင်ဗျာเนาะကျွန်တော်ကိုယ်တိုင်လည်း queen skin တွေပဲ budget စီးတဲ့အနေနဲ့ခြံခဲ့ပြီးတော့တော့ခြံတဲ့ဟာတွေအားလုံးကိုဝယ်ခဲ့တယ် queen skin ကတော့ gold type skin ကိုတော့ကျွန်တော်4.99ပေးပြီးတော့မွဲတော့ဘူးပေါ့ဗျာခြံနဲ့ပြန်ရောင်းတော့မှာပဲဝယ်မယ် ို့စဉ်းစားထားရပြန်เนาะဒါပေမဲ့ screen ကိုတော့သဘောကျရပြန်เนาะအဲ့တော့ပထမဆုံးအနေနဲ့ဒီ cosmic scenery ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ cosmic ထဲရောက်နေတဲ့အကာသထဲရောက်နေတဲ့ဆိုတဲ့အတိုင်းပဲ base တစ်ခုလုံးကတော့လွင်မျောနေတဲ့ပုံစံမျိုးကြီးလုပ်ပြီးထားတာပြန်เนาะဒီအိမ်လေးဆိုလို့ရှိရင်ဒါဘီနာကနေပြီးတော့အနီရောင်နွယ်ပင်တွေကရစ်ပတ်ပြီးတော့တက်နေတဲ့ပုံလုပ်ပြီးထားတယ်သူ့ရဲ့ ground တစ်ခုလုံးကဒါကျွန်တော်တို့လဘော်လိုပေါ့မှာမြင်ရတဲ့ပုံစံမျိုးပေါ့เนาะအဲ့လိုအခုအစ်စ်လေးနဲ့ဒီဂျိုင်းခွက်လေးနဲ့ကြောက်တုံးလေးနဲ့လုပ်ပေးထားတယ် ဘော်ဘလင်မတ်စကင်မာတို့ကတော့ဘော်ဘလင်လေးတွေနေရာနဲ့ရှောက်သွားနေခဲ့တယ်လို့ပဲ Cosmic Century မှာဆိုလို့ရှိရင်လည်း Event True ဖြစ်တဲ့ Meteor Colon လေးတွေနေရာအနှံ့ကိုရှောက်သွားနေမယ်။ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်းသူကနာယီရှင်ပုံစံမျိုးလေးလုပ်ပြီးထားပေးပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းသူက Meteor Colon လေးတစ်ကောင်စီထည့်ပြီးထားရတာတော့အဲ့ဒီမှာတကောင်ရှိမယ်ဒီနားလေးမှာတကောင်ရှိမယ်ဒီဘက်မှာဆိုလို့ရှိရင်လေကားလေးကိုတက်လိုက်ဆင်းလိုက်လုံနေမယ် ဒီနားလေးမှာတောင်းရှိမယ်ပြီးတော့ ground warden ရဲ့ဒီရုပ်ထုပုံစံမျိုးကြီးလည်းထည့်ပေးထားတယ်ဘေးကအိမ်လေးတွေဆိုလို့ရှိရင်လည်းတကယ်ကိုအသေးစိတ်ချဲ့ပြီးတော့ကြည့်လို့ရတယ်အဝေးချုပ်ပြီးကြည့်လိုက်မယ်ဆိုလည်း legendary map skin တွေပုံစံမျိုးပေါ့ဗျာအဲ့လောက်ကြီးတော့အသေးစိတ်ပြီးတော့ပွန်ထားတာမျိုးမရှိပါဘဲဒါ tarman 4.99တန်း skin လေးတွေကြားထဲမှာတော့ဒီ map တစ်ခုလေဒီလောက်ထိချုံလို့ရတာမျိုးရှိပဲဗျာเนาะကြောက်တုံးလေးတွေကလည်းဒီပုံမှာလွင့်နေပဲအေးကြီးဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီနောက်ကစိတ်ပိုင်းညလွင်မျောနေရဗျာเนาะ တော့ပထမကြည့်တာတော့ဒါတွေအသေးထင်နေတာတေချာကြည့်ကြည့်တော့မှဒါလေးတွေကလည်းအရှင်လေးတွေပါနော်လှုပ်နေတာလေးတွေ ီမှာဆိုလို့ရှိရင်သူက animation A အနေနဲ့ထည့်ပြရတာလေးဆိုရင်တန်လိုက်စကွင်းလိုလေးပေါ်လာပြီးတော့ကြောက်တုံးတွေကိုဆွဲသွားမယ်ပြီးရင်ဟို audio ကိုလင်းတိုင်းတစ်ချက်ထွက်သွားတာတကယ်ကိုသဘောကျဖို့ကောင်းတယ်ဒီ scenery ရဲ့ dollar ခုလုံးကတော့အနီရောင်ဖျင်းရင်းပုံစံမျိုးလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့တချို့တွေကတော့ဒါကိုကြည်တာဒါမျက်လုံးနာတာတို့ခေါင်းမူတာတို့ရှိရဆိုတော့ကျွန်တော်ကလာပြောကြရတာနော်တို့ကြတော့လေဒါကိုဘလောက်ကြည့်ကြည့်ပါဘာဖြစ်ဘူးဒီတိုင်းထိုင်ကြည့်ပြီးတော့ feed တက်နေတာဆိုတော့ကျွန်တော်တို့ကတော့အဆင်ပြေတယ်ပေါ့ဗျာနေရာတိုင်းမှာလည်းလက်စည်းတွေထထလက်တဲ့ပုံ ံစံမျိုးကြီးလုပ်ပေးထားတာတော်တော်လေးသဘောကျတယ်နောက်ပြီးတော့ဒီဘယ်ဘက်ဘော်ဘက်တောင်းနဲ့ဒီညာဘက်တောင်းလေးမှာကျဲစုလေးတွေကပေါ်ပေါ်လာတာလေးရလဲဒီ scenery နဲ့ကဂဲကိုလိုက်ဖက်နေရောဗျာအကာသာတဲ့ရောက်နေရဆိုမဲ့ဘယ်လိုပြောမလဲဒီမော်ဆန်နဲ့ရှီဟောင်းမျိုးနွယ်ဒီလိုပုံစံမျိုးကြီးလုပ်ပေးထားတာဗျာ Halloween theme ဘက်ကိုသွားထားတဲ့ပုံစံမျိုးလဲနည်းနည်းတော့ရောက်တယ်ဗျာနော် ။နောက်ပြီး hero skin တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း twin skin ကိုလည်းတော်တော်များများသဘောကျတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ပုံစံကြီးကကြီးဖြစ်နေလို့လည်းပါတာပေါ့နော်။ဒါကြီးဆိုလို့ဒီမှာ ြီးရွယ်နော်နဲရာကြီးမဟုတ်သူအရထတောင်မှာကြော်တယ်ဒီတစ်ခေါက်ကင်းစကင်ကြီးကတကယ်ကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဖျဲတဲ့ပုံစံကြီးပေါ့နေပါတော့အဓိကအဲ့လိုမျိုးအကောင့်ကြီးကိုမှသူ့ရဲ့ equipment ဖြစ်တဲ့ giant gauntlet equipment နဲ့တွဲပြီးတော့တုံးလိုက်မယ်ဆိုရင်ဘတ်တယ်ထဲမှာလုံးဝကိုကောင်ရအကြီးရွယ်ဒီမတိုင်ကြီးကထွက်သွားတဲ့ golem skin ထတောင်သူကပို့ပြီးတော့ကြီးွားရတာ brown warden ရဲ့ skin ဆိုလို့ရှိရင်လည်း animation effect လေးလုပ်ပေးထားတာတကယ်သဘောကျဖို့ကောင်းနေပါတော့သူ့ရဲ့နောက်ကဒီ wire ဆိုလို့ရှိရင်လည်းကြီးလိုက်ပေးလိုက်နေတော့ပထမဒါကိုအသ တည်ထည့်ပြီးတာထင်လို့သူကလေပတ်နေပြီးတော့အရှင်လုပ်ပေးထားတယ်။သူကမော်ဆောင်အုပ်ဆိုလို့ရှိရင်လည်းကြီးလိုက်မယ်ဆိုရင်စာလေးတွေရေးထားတာစာတည်တည်ချက်ချောင်းမြင်ရတယ်။စာအုပ်ကလည်းအစိမ်းရောင်အဖက်တီထားနေပြီးတော့ grand warden ပုံစံကိုလည်းတော့ချိန်ပလိုက်တဲ့ပုံစံမျိုးကြီးဖြစ်သွားတယ်ပေါ့။အဲ့တော့ဒီ the cost skin တွေမှာတော့မူလ hero တွေရဲ့စတိုင်နဲ့တော်တော်လေးကွဲထက်အောင်ပြင်ထားတာမျိုးတွေ့ရတယ်ဗျာနော်။နောက်ပြီးကျွန်တော်ဒီ minion prince ရဲ့ skin ဆိုလို့ရှိရင်လည်းနော်ငကားကြီးပြောင်းသွားတာကြီးကတကယ်ကို ောကြဖို့ကောင်းတယ်။တချို့ကကြတော့လေဒီ Minion Prince ရဲ့မူလပင်ကိုစတိုင်ပြောက်သွားတဲ့အတွက်ကြောင့်မလို့မကြိုက်တဲ့သူတွေလည်းရှိရဲပါနော်။အကျိုးတို့ကြတော့လေဒီလိုငကားကြီးပုံစံပြောင်းသွားတာကိုကြိုက်လို့ Jaskin နဲ့မဝယ်ပြင်းတော့ဒီ Minion Prince ရဲ့ Chicken ရတော့ဝယ်ပြီးဆိုပြီးတော့လှုပ်ထားတာဗျာနော်။အဲ့တော့ကြောင်းနေတယောက်ကတော့အကြိုက်သူမှာတော့မဟုတ်ဘူး။ဒီမှာသူတောင်ပန်တစ်ချက်ခတ်လိုက်တဲ့အောက်မှာလေအဖက်လေးထားသွားတာလေးရတယ်နော်။ ဒီတစ်ခေါက်စကင်ဒီမှာတော်တော်လေးကိုအဖက်လေးတွေလောက်လုပ်ပေးထားရပြန်เนาะနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ Royal Champion ပေါ့เนาะ9ရက်လောက်လေးဖြစ်သွားပြီးတော့မှထွက်လာတဲ့ Royal Champion Skinner ဆိုလို့ရှိရင်လေတော့ပထမကပြောခဲ့တဲ့ video မှာဆိုလို့ရှိရင်တော့ Royal Champion ကတော့တိတ်ထူးခြားမှုမရှိဘူးလို့ပြောခဲ့တာမှားသွားတယ်ပြန်เนาะတကယ်ကထွက်လာတော့လေလုံးဝဟိုအကျန်9ရက်လောက်လေးဖြစ်သွားတယ်ဆိုတာလေပြစ်ချင်စရာပဲပြန်เนาะ Skin ကိုကြည့်လိုက်လို့ရှိရင်တော့လုပ်ပေးထားတဲ့ animation effect တွေဟာရှယ်လှနေအောင်လုပ်ပေးထားပြန်เนาะရှီးဆိုလို့ရှိရင်လေလက်ကနေမကင်တော့ပဲねရိုးကောင်းနေနဲ့ ဲ့ဖွဲ့စည်းထားတဲ့ရှိပုံစံမျိုးရဲ့လက်ထဲမှာလဲနေတဲ့အောက်ကခြေထောက်မှာဆိုလို့ရှိရင်သူခြေနင်းထားတဲ့ဟာယူကောင်းလေးတွေပေါ်နင်းထားပြီးတော့လမ်းလျှောက်သွားတိုင်းလဲဖက်လေးတွေကရမ်းမိုက်တယ်သူ့ရဲ့ဟီးရိုးရဲ့ပုံစံနဲ့ရမ်းလိုက်ဖက်နေတော့ပြန် သူ့ရဲ့ခန္ဓာကိုယ်မှာလည်းရှီးပုံစံမျိုးကာပြီးထားတဲ့ပုံစံမျိုးပေါ့နော်အယူကောင်းလေး၃ခုကတက်ပတ်နေအောင်လုပ်ပေးထားတာလေးကဒီလိုဒီကွန့်ပေးထားလို့လည်း error တွေဖြစ်ပြီးတော့ကြာသွားတယ်လို့ပဲချင်းရတယ်ကတော့တန်တန်ကြီးကိုလည်းကျွန်တော်တော်တော်လေးသဘောကျတယ်ကတော့အဲ့လိုလှန်အမေးကင်ထားတာကြီးကိုကျွန်တော်သဘောကျတယ်ဒီ season မှာတော့ hero တွေရဲ့ skin ကြီးပဲမိုက်နေတာမဟုတ်ဘဲနဲ့ကျွန်တော် event pass ထဲမှာပါလာတဲ့ဒီ decoration လေးတွေကအစ event pass ပါဝယ်ရမယ့်ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့ဒါ ကဲအဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ် hero skin တွေရဲ့ tekken style နေနဲ့ knockout animation လေးတွေကို ranking အဆင့်သတ်မှတ်ပြီးတဲ့ဗီဒီယိုလေးကိုကျွန်တော်တက်တက်ထပ်ပြီးတော့လုပ်ပေးမယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ